အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live data ပွဲချူသုံးသက်ချက်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ဗောနော်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီ နေ့မှာပေါ့ဒါကျွန်တော်တို့ဒီနေ့ညပေါ့နော်ဒါမနေ့ပြန်မနေ့လို့လည်းပြောလို့ရတယ်ဒီနေ့ညမှာတော့ဒါကျွန်တော်တို့ပွဲကြီးပွဲကောင်းတပွဲဖြစ်တယ်ဒါကျွန်တော်တို့ပွဲကြီးပွဲကောင်းနှစ်ပွဲဖြစ်တယ်ဒါကျွန်တော်တို့ပွဲစဉ်ကြည့်ပါမယ်တစ်ဖက်ကတော့ကျွန်တော်တို့ conference league မှာ9ပြီးသား Chelsea ပွဲစဉ်ရှိမှာအဲ့တော့ Chelsea ပွဲစဉ်ကိုတော့ကျွန်တော်အများကြီးမပြောတော့ဘူးဒါကျွန်တော်တို့ဒီနေ့မှာလည်းဒါကျွန်တော် Chelsea video ကြောင့်လည်းကျွန်တော်တည်တည်ချာချာကြီးရှေရှေကြီးတင်ဆက်ပေးထားတယ်ဖြစ်တဲ့အကြောင်းမို့ Chelsea က league ဝါဆော့နိုင်မယ်လို့တင်နောက်မှာပဲ AC ပြောမယ်ပေါ့နော်အဲ့တော့ပထမဆုံးပြောရမယ့်အသင်းကတော့ဒါကျွန်တော်တို့ Manchester United အသင်းနဲ့ Lyon အသင်းဖြစ်တယ် Lyon အသင်းကဒါ Manchester United အသင်းကသူတို့ရဲ့ အိမ်ခွင်းမှာဒါလိုင်ယွန်ရဲ့အိမ်ခွင်းမှာတူတူဆိုတဲ့ရလနဲ့တရေချခဲ့တယ်။နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်ဒါကျွန်တော်အန်ဒရီယိုအိုနာနာရဲ့ဒါအမှားတွေကတစ်ဆင့်ပြီးခဲ့ရပြီးတော့ကျွန်တော်တော်တော်လေးနှမျောဖို့ကောင်းတယ်ပွဲတစ်ပွဲဖြစ်ခဲ့တယ်ပေါ့နော်။အဲ့တော့လက်ရှိမှာ Manchester United တင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါတော်တော်လေးကိုဒါ prepare လုပ်ဖို့အတွက်ကြိုးစားရမယ့်ပွဲစဉ်တစ်ပွဲဖြစ်တယ်။ဘာကြောင့်လဲ United မှာလက်ရှိမှာသူတို့ရဲ့ဒါအားကိုးအားထားတဲ့ နောက်ပိုင်းပွဲစဉ်မှာရှာရှာပပခြေစွမ်းပြန်ပြလာတဲ့တိုက်စစ်မှုတယောက်ကလည်းယာဒီဂုံထိနာပြီဆိုပြီးတရားဝင်ဒါကျွန်တော်နီးပြအနေနဲ့အတည်ပြုခဲ့တယ်။ဂျော့ရှယ်ဆစ်စီနေနဲ့လာမဲဒါကျွန်တော်တို့ယာဒီဒါကျွန်တော်တို့အဆလောက်မှသာပြန်ပါဝင်လာနိုင်မယ်။ကစားသမားနေအခုလက်ရှိမှာဟမ်မီပေါ့နော်ဒါကျွန်တော်တို့ဟမ်စထရင်းပေါ့နော်ဒါကျွန်တော်တို့ဒကောင်ကြော့တန်ရာကိုခံစားရတာဖြစ်တဲ့အတွက်ကြောင့်ခံစားရခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါကစားသမားနှစ်ယောက်လုံးကိုဒါကျွန်တော်တို့ Manchester United အသင်းအနေနဲ့ဒါကျွန်တော်လက်ရှိအခြေအနေတွေအရပေါ့နော်လက်ရှိအခြေဒါလက်ရှိ scenario တွေအရကျွန်တော်ဒါပြောရမယ်ဆိုရင်တော့တော်တော်လေးကိုဒါဆိုရှယ်မှုတွေကြီးမားတဲ့ Manchester United ဖြစ်လာခဲ့တယ်။အဲ့တော့တိုက်စစ်မှုအနေနဲ့အခုလက်ရှိ Manchester United အသင်းအနေနဲ့ဒါဆိုတော့တော်တော်လေးကိုမလွယ်စိမ်ဖြစ်လာတဲ့ moment တွေကိုရောက်လာခဲ့ပြီလို့ပြောလို့ရမယ်တဲ့မှာပါပါတယ်။ပြီးတော့ပင်စူစီကမှအခုလက်ရှိအချီနီဒီရ Manchester United အသင်းအနေနဲ့ဒီနေ့ပွဲစဉ်ကိုနိုင်ဖို့အတွက်အရေးပါတယ်။ ကျွန်တော်မထင်မှတ်မဲ့နဲ့ရှေ့ဘွဲမှာလည်းဒါမထင်မှတ်ဘူးလို့ပြောလို့တော့မရဘူး Newcastle United ကိုဒါကျွန်တော်ပထမဒါကျွန်တော်တို့သူတို့ရဲ့ Newcastle အိမ်ဘွဲမှာ4-1ဆိုတဲ့ရာသီနဲ့ဂိုးပြတ်ရှုံးနေခဲ့တယ်ရှုံးနေခဲ့ချိန်မှာဒီနေ့ပုံစံမှာအကောင်းဆုံးပြန်လာဖို့အတွက်လိုတယ်ဒီနေ့ပုံစံမှာဒါဒီပြတ်နေတဲ့ Andrea Onana ကပွဲပါဝင်ပြန်ထွက်มาဖြစ်တဲ့အကြောင်းကိုတူတူပြန်ပြုခဲ့တော့ Andrea Onana ဒီနေ့ပုံစံမှာဒါကျွန်တော်လုံးဝကိုဒါကျွန်တော်ဒီဟာပြန်ရမယ်တစ်ဖက်ကလက်ရှိမှာဒါကျွန်တော်တို့လိုင်ယွန်ရဲ့နီးပြခင်ဗျားတို့ပြောသွားတာတခုရှိတယ် United အသေးအကောင်းဆုံးပွဲစဉ်တစ်ပွဲခင်ဗျားတို့ဒီနေ့မှာတွေ့ရနိုင်တယ်ဆိုပြီးတော့ လိုင်ဝင်းရဲ့လက်ရှိနီးပြားကနေချီချူးသွားတယ်ပေါ်လိုဖွန်ဆက်စကာပေါ့နော် ဘောပေါ်လိုဖွန်တက်စ်ကနေခုလက်ရှိမှာဒါကျွန်တော် line အသင်းကိုဒီနေ့ပွဲစမှာဘယ်လိုပြုလို့မလဲတော့ကျွန်တော်တင်တော့တိတ်ပြီးတော့မထူးဆန်းပါဘူးဒါရှေ့ပွဲပုံစံမျိုးခက်ဆင်ဆင်ပုံစံမျိုးပဲဒါကျွန်တော် United အသင်းကိုလို့တော့ရှိတယ် United အသင်းနဲ့ပွဲစဉ်ပြီးတာနဲ့ Lion ကဒါအဝေးကွင်းရလက်အပီတော်လေးကိုကောင်းခဲ့တယ်အဝေးကွင်းမှာကျွန်တော် Exury ကိုဒါ3-1ဆိုတဲ့ရလက်နဲ့အနိုင်ယူခဲ့တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီပွဲစမှာလူတော်များကိုအနာပေးခဲ့တဲ့အပြင်ကိုလက်ရှိမှာ Lion မှာ Daniel Luzin ကတဖြည်းဖြည်းနဲ့နည်းလာခဲ့တယ် Ernest Nama တယောက်ကလွှဲရင်တော့လက်ရှိအနေထားရ Lion အသင်းမှာ Daniel Luzin ကအင်မတန်မှနည်းပါးနေပြီးတော့ Lion အသင်းကအခုလက်ရှိမှာဒီနေ့ပွဲစမှာလူဆုံ 着手冷暖。 ကစားသမားအစုံနဲ့ပေါအောင်ပတ်သက်ဖြစ်တယ်ဒီနေ့ပုံသမားဒါကျွန်တော်တို့ကစားသမားတွေအနေနဲ့ဒါကျွန်တော်တို့ရှေ့အာကျွန်တော်တို့ United အသင်းနဲ့ဒါရှေ့ Real Sociedad မှာတချို့ကစားသမားကြီးကြံခဲ့လို့ scenario မဖြစ်အောင် Lion အသင်းနဲ့လက်ရှိဒါ United အိမ်ဝင်ဖြစ်တဲ့ Manchester မြို့ကိုရောက်ရှိလာခဲ့ပြီးအခုချိန်ကလေးက training ဆဆင်းနေပြီးကစားသမားအကုန်လုံးနဲ့ဒါကျွန်တော် passport ဆိုင်ရဆိုင်ပြည်စုံခဲ့တဲ့ကြောင့်မို့လူစုံတက်ဆုံးပြန်လည်ပြီးပါဝင်လာတယ်လို့ပြောလိုက်ရတယ်အော် Lion အသင်းနဲ့ဒီနေ့ပုံသမားသူတို့ကတော့ရှင်းတယ်သူတို့ကတော့တက်နိုင်တယ်လို့အကောင်းဆုံးလို့မြင်တယ်ပဲလက်ရှိမှာ Manchester United အသင်းဘာလုပ်လဲကျွန်တော်ဒီနေ့ပုံသမားစိတ်အပူဆုံးက Joshua Zigzi ပြီးရင် ်ဘရူနိုဖာနန်ဒက်ဖြစ်တယ်ဘရူနိုဖာနန်ဒက်ရဲ့ခုလက်ရှိမှာဒါပွဲတိုင်းလိုလိုကစားနေရတာဖြစ်တယ်ဘရူနိုဖာနန်ဒက်ရဲ့ခုလက်ရှိမှာနားရတဲ့ပွဲစဉ်ဆိုတော့တပွဲမှမရှိသေးဘူးပွဲတိုင်းလိုလိုကစားရတယ်အခုလက်ရှိမှာဘရူနိုဖာနန်ဒက်ပြဿနာလည်းဘရူနိုဖာနန်ဒက်ကိုလက်ရှိမှာအစားထိုးနိုင်မဲ့လူကဘယ်သူမှမရှိဘူးအဲ့ဒါက United အသင်းရဲ့လက်ရှိအကြီးမားဆုံးပြဿနာတစ်ခုလို့မြင်တယ်ဒါပေမဲ့ဒီနေ့ပုံစံမှာဘရူနိုဖာနန်ဒက်ဆိုရင်တသင်းလုံးနိုင်စိတ်လူတယ်ဒီနေ့ပုံစံမှာ United အသင်းနဲ့စိတ်တက်နဲ့ကစားဖို့အရေးကြီးတယ်တစ်ဖက်ကလိုင်ယွန်ကတော့ရှင်းတယ်တို့တွေကဒီနေ့ပုံစံမှာစိတ်တက်အပြည့်အဝနဲ့ကစားဖို့အတွက်အကြီးမားဆုံးစူးစမ်းသွားမယ်ပွဲတစ်ပွဲလို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော် ော်ကမြင်ပြီးတယ်ပွဲတစ်ပွဲဆိုရင်တော့မှားမယ်တော့မတွေ့အဲ့တော့ United အသင်းကဒီနေ့ပွဲစဉ်ကသူတို့အတွက်ဘယ်လောက်ထိ crucial ဖြစ်မလဲဆိုတော့သူတို့ပြဿနာတွေသူတို့အသိဆုံးဒါပေမဲ့တစ်ဘက်က Lion အသင်းကရှင်း Lion အသင်းကခုလက်ရှိမှာ United ဆက်ဆိုင် pressure တွေအများကြီးနေတယ်သူတို့ဒီပြနေတဲ့ခုလက်ရှိမှာဒီနေ့ပွဲစဉ်ကိုနိုင်လဲရတယ်မနိုင်လဲကိစ္စမရှိဘူးဆိုတဲ့ပုံစံမျိုးတွေ့တယ် United အတွက်ကဒီနေ့ပွဲစဉ်ကအခရာအများကြီးကြတယ် United အသင်းကခုလက်ရှိမှာ banner ရေးအရာကိုလာမဲ့လူရသည်မှာ Champion League ဝင်မှာလူတွေအများကြီးဝင်နိုင်မဲ့အခြေအနေကိုဒါဒီနေ့ပွဲစဉ်က United နဲ့ Lion ကနောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဘယ်သူကအရေးကြီးလဲနှစ်ယောက်လုံးကတော့အတူတူပဲဒါပေမဲ့အခုလက်ရှိမှာ final နယ်ရှယ်အရာကိုကျွန်တော် responsibility အရာကို Ruben Amorim အတွက်ကဒီနေ့ပေါ်စမှာအများကြီးအများကြီးအရေးပါတဲ့ပွဲတစ်ပွဲဖြစ်လာဖို့အတွက်ကြိုးစားရမယ်ပွဲတစ်ပွဲလေကျွန်တော်အနေနဲ့ပုံကူကြီးရမြင်မိတယ်တပတ်က Lion အသင်းနဲ့ဒီနေ့ပေါ်စမှာဒါခုနကပြောလို့ပဲ relax ဖြစ်သွားမယ်အဓိကခုနက Lion အသင်းရဲ့လက်ရှိ tactics ကိုကျွန်တော်သဘောကျတယ်ကျွန်တော်ရှေ့ပွဲမှာတော့ကျွန်တော်မေကာတူစီကတိတ်ပြီးတော့ခြေစွမ်းမပြခဲ့တာမှန်မဲ့ဒါတောင်းမန်ကစားသမားတွေဖြစ်တဲ့ အမာရာရိုင်ယန်ရှော်ကီဒီကစားသမားတွေတော်တော်ကြီးကိုကောင်းမွန်တဲ့ခြေစွမ်းပြခဲ့တယ်။လက်ရှိမှာဒီနေ့ဒါကျွန်တော်လိုင်ယန်ကိုနောက်ပိုင်းပွဲဒါကျွန်တော်ဒီရှစ်ပွဲအဇူရီပွဲစဉ်လည်းကျွန်တော်အားလုံးကြည့်ပေးခဲ့တာ။သူတို့ရဲ့ကွင်းလည်းပိုင်းကမဆိုးပြတိုလီဆိုတဲ့ဗာဒီအောက်တို့အုပ်စုကလည်းဒါသူ့အတူမဆိုးဘူးလို့ချင်တယ်။အဲ့တော့လက်ရှိမှာယူနိုက်တက်တင်းနဲ့ဒီနေ့ပွဲစဉ်မှာလုံးဝအမားခံလို့မရအောင်ယူနိုက်တက်တင်းနဲ့ဒါညူကာဆယ်ပွဲတုန်းကလိုမျိုးလိုင်ယန်ရဲ့ပထမအကြော့ပွဲစဉ်လုံးကလုံးဝလုံးဝအမားခံလို့မရအောင်ယူနိုက်တက်တင်းနဲ့ဒါကျွန်တော်ရှစ်ပွဲတွေမှာရူဘန်အာမိုရီရဲ့ဖီလိုဆိုဖီတစ်ခုဖြစ်တဲ့ဒါကန်ဆယ်ပိုင်းကြီးကိုတော်တော်ကြီးကိုအပတ်သွင်းပြီးဆော့ရမယ်တဝက်ပွဲဖြစ်တယ်။ လောကခန်းစပိုင်းကမှားလို့မြောက်လိုင်ယွန်ကဒီနေ့ပုံစံမှာတကူးရင်စသွင်းနိုင်ပွဲဖြစ်သွားနိုင်မယ်ပွဲတပွဲလို့ဖြစ်နေဒါပေမဲ့လောကလာလက်ရှိမှာကိုလိုင်ယွန်ဘက်ကနည်းနည်းလေးကအရင်တို့ဒါကျွန်တော်တို့အိမ်ဝင်းဝဲခွင်းစီမင်းစီကံဖြစ်တော်တော်လေးကိုခံပါသွားတယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးကမြင်မိတယ်ဒါပေမဲ့ United တို့ကဒီနေ့ပွဲစဉ်ကလောကလောက100%လောကအမားမခံတဲ့ပွဲစဉ်လို့ကျွန်တော်ကတော့မြင်မိတယ်ဘလောက်တိတာမားမခံလဲဆိုတော့အခုလက်ရှိမှာကျွန်တော်မြင်ရတဲ့နေရာမှာပါတယ်ဘောနော်အဲ့တော့ဒီနေ့ပွဲစဉ်မှာ Ruben Amorim ရဲ့ဒီနေ့ပွဲစဉ်ကကစားသမားတွေအတွက်တော့ ပြိသက်တွေအတွက်ကောနီးပြအတွက်ကောအသင်းအတွက်ကောအများကြီးရေးကြည့်တယ်ယူရိုပါလိဖလားက United အတွက်ထင်တာထက်အများကြီးအများကြီးအရေးပါတဲ့ယာတိတခုဖြစ်လာပါဆိုတော့အခုလက်ရှိအဆင့်အနေထားနဲ့အခုလက်ရှိခြေစွမ်းပုံစံမျိုးနဲ့ United အသင်းနဲ့ယူရိုပါလိရခဲ့မယ်ဆို Champion League နောက်တစ်ဆင့်နောက်နှစ်ဝင်မယ်တချို့ကဟာဒီ Champion Champion League ဝင်ပြီးဘာလို့မှလည်းမမင်းနဲ့ Champion League ဝင်ရင်ကိုပဲ United ကတန်းကိုယာနဲ့ချီရမှာဖြစ်တယ်အဲ့တော့လက်ရှိမှာ United အသင်းနဲ့ Champion League မဝင်လို့ဒါကျွန်တော်တို့ Champion League မဝင်ကနေပြီးတော့ Nike နဲ့တူစာအုပ်ချုပ်ထားတဲ့အများကြီးဆုံးရှုံးနေတဲ့နေရာမှာပါတယ်ဟိုကလည်းဆုံးရှုံးနေတယ်ဒီကလည်းဆုံးရှုံးနေတဲ့အခြေအနေတွေ အများကြီးဖြစ်နေတယ်အဲ့တော့ဒီပြဿနာတွေကို United အသင်းနဲ့ဒီဖလားကိုယူပြီးဖြေရှင်းရမယ်ဒီဖလားက United အသင်းအတွက် လာမယ့်ယာတီအတွက် lifeline ပဲလာမယ့်ယာတီမှာဒီကစားသမားတွေဒီထက်ပိုတဲ့အဆင့်မြင့်တဲ့ကစားသမားလိုချင်တယ်ဆိုရင်တော့ Europa League ကအများကြီးရပါမယ် Lion Truck ကတော့ဒီနေ့ပုံစံခုနကပါအဲ့ဒီ pressure တွေမရှိဘူးတဘုံပြပြန်ကြည့်မယ်ဆိုတဖက်က DR ကြီးကိုနိုင်ဖို့လိုတယ်ဆိုတဲ့စိတ်ကိုသွင်းဖို့လိုတယ်တဖက်ကတော့ခုနကပြောလို့ပဲ AC ပဲလောကနန်းချလန့်ပုံစံမျိုးတွားဖို့အတွက်အရေးပါမယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါပါတယ် တို့ပေမဲ့တော့ညာလည်းအခုလက်ရှိအခြေအနေဒီပြောရမယ်ဆိုရင်တော့အခုလက်ရှိအခြေအနေဒီမှာဆိုရင်တော့ဘာဒီဘလူးဖြစ်လာမလဲကတော့တချက်တော့စောင့်ကြည့်ရမယ်လို့ပဲပြောရင်းနဲ့ပဲကျွန်တော်တို့တွေဒါကျွန်တော်နောက်တစ်ပွဲကိုကူအောင်ကျွန်တော်အခုလက်ရှိမှာလေကျွန်တော်ဒါခါရဲဆိုဒီကိုယ့်ရဲ့အသင်းကိုကျွန်တော်အရင် excited ပြီးအရင် hype ဖြစ်တယ်အခုချိန်မှာတော်တော်လေးကိုကျွန်တော်တော်တော်လေးကိုကိုယ့်အသင်းကိုကိုယ်လုံးဝ hype မဖြစ်တော့ပျော်လဲမပျော်တော့ဝမ်းလဲမသာတော့ဒီနေ့ပွဲစံမှာထွက်သွားလဲဝမ်းမနေဘူးအဲ့တော့လက်ရှိမှာပိတ်သက်တယ်တော်များကဒီနေ့ပွဲစံကိုထွက်ဖို့အတွက်အကုန်လုံးကစိတ်ပိုင်းအားအဆိုင်အားဖြင့် ready ပြီကျွန်တော်ဒီနေ့ပွဲစံကိုထွက်ဖို့ရကန်တော့များကျွန်တော်ကိုသိပြီးသား အိုက်ထရန်ဖရန်ဖတ်ကိုစပါတင်နဲ့အိမ်ငွေးမှာဂိုးမပြတ်ခဲ့တာတော်တော်လေးကိုနာဘူးကောင်းတယ်။တိုင်ထီတာလေးကိုညင်းလို့ရတယ်ဂိုးမသွင်းတတ်တဲ့ကောင်းတယ်ညွန်းတယ်လက်ရှိမှာဒီနေ့ပွဲမှာစပါတင်ကလူစုံတက်ဆုံပါတယ်။ဒါအပြင်အခုလက်ရှိမှာဒါကျွန်တော်တို့ဒန်ယန်ကစားသမားတေးရတယ်အကစားသမားကတော့ဆွန်ဟောင်းမင်ဖြစ်တယ်။ဆွန်ဟောင်းမင်လက်ရှိမှာဒန်ယန်ရတာကိုပြိတ်တက်တချို့ကပြောတယ်။ဘာကြောင့်လဲဆွန်ဟောင်းမင်မပါဘူးဆိုတော့ဒါကျွန်တော် left wing နေရာမှာပို့ပြီးတော့လူတွေကကောင်းကောင်းဆော့လို့ရမယ်ဆိုတဲ့ပုံစံမျိုးကိုအကုန်လုံးကမျောလင်းနေ။ကျွန်တော်ကတော့အဲ့လောက်ကိုသိပြီးကျွန်တော်ကတော့သိပြီးမမျောမှန်း။ဘာကြောင့်လဲဆိုတော့ everything can happen and anything can happen at the time အဲ့ဒါကိုကျွန်တော်ကခေါင်းထဲမှာတွေးတယ်။ဘာကြောင့်ဒီလိုတွေးရလဲဆိုပြိတ္တတွေအနေနဲ့ကိုယ့်အကိုစဉ်းစားလို့ရမယ်လို့ကျွန်တော်တော့မြင်တယ်။တို့ပင်မဲ့တော်ညာလဲလက်ရှိအခြေအနေတွေရစွာပြိတ္တတယောက်နဲ့ကျွန်တော်ဒီဘက်ကို9တော့9ချင်းတယ်။ဒါမှမဟုတ်တော့9ချင်းတယ်။ကိုသိနေဒီခုနကပေါ်တစ်ဖက်ကတော့ဘိုဒူးနဲ့ကလေးမှာဘိုဒူးကကျွန်တော်တို့ကလာစီယိုကို9ထားကြောင်ဘိုဒူးကိုကျွန်တော်တို့က သူတွေ့ဖို့ရာဂိုင်တော့များတယ်ဗျာအဲ့တော့ပြဿနာက United အသေးဆို United တော့ဖြစ်ဆိုစပါအသေးနေတယ်အခုလက်ရှိမှာဒီနေ့ပွဲစဉ်နိုင်ပြီဆိုရင် final တက်ဖို့အတွက်အင်မတန်မှ chances များပါဒါပေမဲ့လက်ရှိခြေစွမ်းနဲ့ final မပြောနဲ့ဒီပွဲကိုတော့မှနိုင်မှုတွေအရန်ခက်ခဲမဲ့ပွဲစဉ်တွေလို့ကျွန်တော်အနေနဲ့မြင်မိတယ်စပါအသင်းတို့ကတော်တော်ကြီးကိုမလွယ်ဘူးတစ်ဖက်ကတော့ခုနကပြောလို့ friend factor ရှင်းတယ် Korea အိမ်မွေးမှာဖြစ်တဲ့ confidence ရှိတယ်သူတို့အနေနဲ့ဒီနေ့ပွဲစဉ်နဲ့ဖလားမရတဲ့ကိစ္စမျိုးတို့တော့ Champions League ဝင်မဲ့တင်တင်ဖြစ်တယ်အဲ့ဒါကြောင့်သူတို့ကလုံးဝ confidence ရအရန်မြင်တယ်ဒါပေမဲ့သူတို့အနေနဲ့ခုလက်ရှိမှာသူတို့ရဲ့အဓိကကစားဖြစ်တဲ့ Hugo Akitai တို့ဒါကျွန်တော် Christian ဆန်တို့အနေနဲ့ဒီနေ့ပွဲစမှာသူတို့အနေနဲ့သူတို့ကအိမ်ငွေ့မှာဘာကောင်းလဲဆိုတော့ပြရမယ်စပါတင်ကအခုလက်ရှိမှာအိမ်ငွေ့စွန့်ရင်မပြောနဲ့အဝေးခွင့်စိုက်ရင်မှာချာတူးလန့်တာပဲအဝေးခွင့်မှာစပါတင်ကလုံးဝကိုမနိုင်သေးဘူးဟူးကိုဝူးလို့အသင်းမျိုးကိုစပါတင်က၄ဂိုးပေးလိုက်ရတယ်အဲ့တော့ကျွန်တော်တို့ချယ်ဆီကိုရှုံးနာထားပါဖူဟန်ကိုတူးစီအဲ့တော့စပါတင်နဲ့အိမ်ငွေ့မှာတော့မှမနိုင်တဲ့ချိန်ဒီမှာအဝေးခွင့်မှာတွားရောက်ပြီးရင်ဆိုင်ရမယ်ဆိုတော့တော်တော်လေးကိုမလွယ်တဲ့အနေထားပဲတစ်ဖက်ကလည်းခုနကပေါ်တူပဲကစားသမားတွေအကုန်ရှိတယ်ဒါခုနကပေါ်တူပဲဂိုးသမားနေရာမှာခုနဟိုနေ့ကလက်စွမ်းပြသွားခဲ့တဲ့ကာဝူတယောက်ကလွင်အကုန် ကဗင်ထရပ်တယောက်ကလည်းအကုန်လုံးဒါဒီနေ့ပုံစံမှာလူဆုံးပြတယ်ဗါတော့စပါးသင်းတို့ကဒီနေ့ပုံစံမှာမလွယ်ဘူးခန်စစ်ပိုင်းတော့လူဆုံးမယ်ကွင်းလယ်ပိုင်းလည်းလူဆုံးမယ်တိုက်စစ်ပိုင်းလည်းဆွန်ဟော်မီတယောက်ကလွင်လူဆုံးမယ်လူရောပုံစံဒါပြေလို့နော်စပါးသင်းနဲ့ဒီနေ့ပုံစံမှာဒါတို့နဲ့ကာလာရှေချာနားနေခဲ့တဲ့ကျွန်တော်အငှားနဲ့ခေါ်ထားတဲ့ဒန်ဆူတယောက်လည်းပြန်ပါလာပြီအဲ့တော့စပါးသင်းအနေနဲ့ဒီနေ့ပွဲစဉ်ရှုံးပြီဆိုတော့နီးပြကညာတွင်းချင်းထွားရမယ်အဖြေကရှင်းတယ်အဲ့တော့နီးပြအနေနဲ့သူ့ရဲ့ဒါနောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်မှာကျွန်တော်တို့တစ်ချက်တော့ကြည့်ရမယ်အဲ့တော့ဒီနေ့ပုံစံမှာဒါအမှန်တိုင်းပြောရမယ်ဆိုတော့ဒါကြောင့် Frankfurt ကိုနိုင်ဖို့တော်တော်လေးကိုမလွယ်တဲ့ပွဲစဉ်မှာတော်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 ကြီးကိုစပါးသင်းနဲ့မလွယ်ဘူးဒါပေမဲ့ကျွန်တော်ကတော့မမ မျော်လင့်ဘူးခုနကပေါ့ဒီခုနကကျွန်တော်ခုနကဟူးလို့ပွဲစုံမျိုးတော့အော်တန်းစစ်စုံကအသင်းသင်းဖြစ်တဲ့အကြောင်းမို့နည်းနည်းလေးတော့မျော်လင့်နေဒါပေမဲ့ဟူးလို့မျိုးအသင်းမျိုးတော့မနိုင်ဘူးဆိုတော့ဒီအသင်းကိုနိုင်ဘူးတော့ကျွန်တော်ကလုံးဝမမျော်လင့်ဘူး တတော်လေးကိုဒါမဖြစ်နိုင်တဲ့အခြေအနေတခုများဖြစ်သွားမလားကျွန်တော်ကတော့ဒါတွေးမိရတဲ့မှာပါပါတယ်အဲ့တော့ကျွန်တော်ကခုနပြောသည်လက်ရှိမှာဒါဒီနေ့ပေါ်စမှာစပါတင်တော့ကျွန်တော်ဘာမှမျှော်လင့်ချက်မရှိဘူးဒါလောက်ပဲအဲ့တော့တစ်ဖက်ကချက်စီပွဲသွားအောင်ချက်စီတင်တဲ့ဒီနေ့ပေါ်စမှာလူငယ်င်းနဲ့ပွဲထုတ်သွားမယ်ဆိုတော့တေချာလောက်ရှိတယ်ဂျော့ချ်တို့ဘာလို့ဒီနေ့ပေါ်စမှာပါလာမယ်ဒီနေ့ပေါ်စမှာလေဂီယာဝါဆော့ကို3-0ဆိုရယ်ရလက်ကြီးကင်ဆော့မယ်အမှန်တိုင်းပြောမယ်လက်ရှိမှာချက်စီတင်တဲ့ Real Betis တို့မှ Fiorentina နဲ့ပဲခတ်မှာပါဒီလက်ရှိဒီတင်နေတဲ့မတူတူရချက်စီက AC ပဲလို့မြင်တယ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ချက်စီအသင်းကဒီဖလားကသူတို့ဖလားဖြစ်ဖို့အတွက်တေချာတလောက်နီနီဖြစ်နေပြီလို့ပြောပြစီအဲ့တော့ချက်စီတင်တဲ့ဂျာ က်တမှာကဲမဲ့ချန်ပီယံလိဂ်ကိုအဓိကစားဘူးကျွန်တော်ကပရီးမီးယားလိဂ်ရဲ့ချန်ပီယံလိဂ်အာယုံဆိုင်ပွဲကိုပဲအဓိကအာယုံဆိုင်ရမယ်လို့ကျွန်တော်အနေနဲ့ပုံကိုရမြင်မိတယ်အဲ့ဒီပွဲကပိုအရေးကြီးလို့မြင်တယ်ဒီနေ့ပွဲစမှာလူငယ်တွေထုတ်ပြီးတော့ရှိတဲ့ဒါကျွန်တော်လူစင်းကိုတောင်မှဒါတော်တော်လေးကိုနားပေးတဲ့ပွဲစဉ်တွေပဲလို့ပြောလို့ရတယ်အဲ့တော့ချက်စီးသင်းကလက်ရှိမှာကျွန်တော်ကဒီ conference league flag ကိုဒီနေရာမှာပဲတွားမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒီရဒီ flag ရမယ်ကျွန်တော်အနေနဲ့မြင်တယ်လောက်ပါပဲဒီသုံးပွဲလုံးကမြန်မာစံတော်ချင်းဒီနေ့ညတနာရီခွဲမှာချစ်ပတ်သွားမယ်ပွဲစဉ်တွေဖြစ်ပါတယ်တလောက်ပါပဲ follow ပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုနဲ့ TV4 ဖော်ကြီးတို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ် မြန်မာပြည်ရဲ့ကလစ်ဖို့မမိကြပါနဲ့ဦးအောက်ကကွန်မန့်ရင်ထဲမှာလည်း youth sport media 3.0နဲ့ tv4 တို့မှာကျင်းလူဆောင်ပေါကူညီလို့ရပါတယ်မြန်မာပြည်ရဲ့ကလစ်ဖို့မမိကြပါနဲ့ဦးဗျအောက်ကကွန်မန့်ရင်ထဲမှာလည်း youth sport media 3.0နဲ့ tv4 တို့လင်လေးတွေကိုထည့်ပေးထားကြပြီကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်ကမြန်မာပြည်ရဲ့ကလစ်ဖို့မမိကြပါနဲ့ဦးမြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးမကျူတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AA စစ်စစ်တွေ့ကြတာပေါ့အားလုံးမကျူတူပါနဲ့ကျွန်တော် မြလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြကလစ်မှာမေမေနာဖြစ်ပါတယ်အားလုံးကြိုတူပါတယ်ကျွန်တော်နောက်မှတ AC တို့ကြပါဘော default ပါ